မိတ်ဆွေရဲ့ဘဝတစ်ခုလုံးကိုပြောင်းလဲဖို့အတွက်နေ့စဉ်ရာဂိုင်နှုန်းတစ်ခုလေးပဲပိုကောင်းအောင်ကြိုးစားရုံနဲ့ဖြစ်နိုင်တယ်ဆိုရင်မိတ်ဆွေယုံပါသလားအသေးဖွဲလို့မိတ်ဆွေထင်နေတဲ့အလေးအကျင့်တွေကနေမိတ်ဆွေရဲ့ကျမ်းမာရေးအလောအကိုင်းဆက်ဆံရေးတနည်းအားဖြင့်ဘဝတစ်ခုလုံးကိုအမှန်ကန်ပြောင်းလဲသွားစေနိုင်တဲ့လေဝတ်ချက်တစ်ခုရှိနေပါတယ်စိတ်ဓာတ်ကြက်ခိုင်မှုတို့ပြင်ပြတဲ့ဆန္ဒတို့မလိုပါဘူး မိတ်ဆွေဘဝတဲကို အလေးကျင့်ကောင်းတွေအလိုလိုဝင်လာပြီးအကျင့်ဆိုးတွေအလိုလိုထွက်ပြေးစေမယ်စနစ်တစ်ခုကိုတည်ဆောက်လိုက်ရုံပါပဲဒီနေ့မှာတော့အဲဒီလေးဝက်ချက်တွေကို အတူတူဟောထုတ်ကြပါမယ်မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ Nestet YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီ Channel လေးဟာကိုယ်ပိုင်ရေရှင်းတိုးတက်ရေးဘဝနေထိုင်မှုပုံစံမြင့်တင်ရေးနဲ့ကဘာကျော်စာအုပ်ကောင်းတွေကနေရရှိရဲ့လက်တွေ့ကြတဲ့ သင်ခန်းစာတွေကိုမြန်မာဘာသာနဲ့မျှဝေပေးနေတဲ့နေရာကောင်းလေးတစ်ခုဖြစ်ပါတယ်။ဘဝမှာအောင်မြင်ခြင်းနဲ့ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာခြင်းနဲ့ဒါပေမဲ့ဘယ်ကားစားရမှမသိဖြစ်နေတဲ့သူတွေအတွက် လက်တွေ့ကြတဲ့နေလန်တွေအတွေ့အခေါ်တဲ့တွေကိုမျှဝေပေးဖို့ကျွန်တော်တို့ကရည်ရွယ်ထားပါတယ်။ဒီနေ့ မိတ်ဆွေတို့နဲ့အတူဆွေးနွေးမျှဝေပေးခြင်းနဲ့စာအုပ်လေးကတော့ကဘာကျော်စာရေးစရာဂျိန်ကလီးယားရဲ့လက်ရကောင်တအုပ်ဖြစ်တဲ့ Atomic Habits ဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ်။ဒီစာအုပ်ဟာကျွန်တော်တို့ရဲ့အလေးချင်းတွေပေါ်မှာအမြင်သစ်တွေကိုပေးစွမ်းပြီးလူသားမောင်းများစွာရဲ့ဘဝကို ပြောင်းလဲပေးစေခဲ့တဲ့စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုမှာတော့ Atomic Habits စာအုပ်ထဲကအဓိကအကျဆုံးအချက်တွေကို အပိုင်းလိုက်ခွဲခြားပြီးတော့နက်နက်နဲနဲဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။ကျွန်တော်တို့အဓိကအားဖြင့်အောက်ပါအကြောင်းအရာတွေကို ပြောပြပေးသွားမှာပါ။ တအလေးချင်းငယ်လေးတွေရဲ့အံ့အားသွင်ပွဲစွာအားတရားခိုင်နှုန်းတိုးတက်မှုကဘလို့အစွမ်းထက်လဲဘာကြောင့်ကျွန်တော်တို့ရဲ့အလေးချင်းလေးတွေက ရှက်ရှင်းအရာမထင်သလိုဖြစ်နေရလဲဆိုတာကိုနားလည်သွားပါလိမ့်မယ်။နှစ်အမှုအချင်းပြောင်းလဲခြင်းရဲ့ဥပဒေသားကြီးလေးရဲ့ဒါကတော့ဒီနေ့ပြည်ရရဲ့အဓိကအနှစ်သာရပါပဲ။အလေးချင်းကောင်းတွေကိုဘယ်လိုလွယ်လွယ်ကူကူတည်ဆောက်မလဲ။ အကျင့်ဆိုးတွေကိုဘယ်လိုထိထိရောက်ရောက်ဖယ်ရှားရမလဲဆိုတဲ့လက်တွေ့ကြတဲ့နီလန်လေးကုကိုဥပမာတွေနဲ့တကွအသေးစိတ်ရှင်းပြပေးပါပါ။၃တာမန်ကောင်းခြင်းမှတကယ်ကိုထူးချွန်ထက်မြတ်ခြင်းတို့ ရောက်ရှိစေမယ့်အစင်းမြင့်နည်းပြုဟာများအလေးခြင်းတစ်ခုကိုကျွမ်းကျင်ပိုင်နိုင်သွားတဲ့အခါမှာပြင်းရည်ညင်းဝေးမသွားအောင်ဆက်လက်တိုးတက်နေအောင် ဘယ်လိုလှုပ်ဆောင်ရမလဲဆိုတဲ့နည်းလမ်းတွေကိုဆွေးနွေးပေးသွားမှာပါ။ဒါတွေအပြင်ဗီဒီယိုရဲ့အဆုံးမှာတော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးလူတွေအမေးများဆုံးမိကုံးတချို့ကိုလည်းဗီဒီယိုရဲ့အဆုံးမှာပြောပြပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်ဗီဒီယိုကိုအဆုံးထိကြည့်ရှုဖို့တိုက်တွန်းချင်ပါတယ်။ကဲအစင်သစ်ဖြစ်ပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ Atomic Habits အုပ်ရဲ့ဘာသာပြန်အနှစ်ချုပ်ကို အတူတူ လေ့လာကြည့်ရအောင်ပါ။ အလေးချင်းငယ်လေးတွေရဲ့အံ့အားသင့်ပွဲစွာအားအတော်မစ်ဆိုတဲ့စကားလုံးဟာအပ်တန်ကိုရည်ညွှန်းထားတာပါအင်မတန်သေးငယ်တဲ့အရှိကံအမှုံလေးတွေတခုပေါ့ဒါပေမဲ့အတန်တွေပေါင်းစည်းတိုက်တဲ့အခါကြီးမားတဲ့စွမ်းအင်တွေထုတ်ပေးနိုင်တယ်လို့ပဲကျွန်တော်တို့ရဲ့သေးငယ်တဲ့အလေးချင်းတွေဟာလည်းအချိန်ကြာလာတာနဲ့အမျှပေါင်းဆက်ပြီးကြီးမားတဲ့အောင်မြင်မှုတွေကိုဖန်တီးပေးနိုင်ပါတယ် ဒီအယူအဆကို ရှင်းရှင်းလင်းလင်းမြေအောင်ဥပမာတစ်ခု ပြောပြခြင်းပါတယ်2003ခုနှစ်မှာဗီဒိန်စပိန်အဖွဲ့ချုပ်ဟာဒေးဗစ်ဗယ်ရီဖော့စ်ကိုနေပြချုပ်အဖြစ်ခံရခဲ့ပါတယ်အဲ့ဒီအချိန်တုန်းကဗီဒိန်စပိန်အသင်းဟာနှစ်ပေါင်း100ကျော်အတွင်းအိုလံပစ်စုတစိတ်တစ်ခုတည်းသာရရှိခဲ့ပြီးတိုတီဖရန့်လိုပြိုင်ပွဲကြီးမှာတခါမှအနိုင်မရခဲ့ဘူးပါဘူးအချိန်တွေက ဘလောက်တောင်ဆိုွားလဲဆိုရင်နာမည်ကြီးစပိန်ကုမ္ပဏီတွေကသူတို့ရဲ့ brand နာမည်ကြမှာဆိုလို့တောင်စပိန်ကိုမယောင်းကျင်ကြပါဘူးဒါပေမဲ့ Facebook ဟာ The Aggregation of Merrickel Gain ဆိုတဲ့နေပြဟာတစ်ခုကို အသုံးချခဲ့ပါတယ်အတိပယ်ကတော့အသေးအဖွဲတိုးတက်မှုလေးတွေကိုစုစည်းခြင်းဖြစ်ပါတယ်သူက အရာရာတိုင်းမှာတေးရာဂိုင်းတို့ပို့ကောင်းအောင်ဆောင်ရွက်ခဲ့တယ်ဥပမာ စပိန်ထိုင်ကုန်ကိုပုံမတက်တောင်းတက်တာဖြစ်အောင်ဒီဇိုင်းပြောင်းတာကြော်သားအပူချိန်ကိုထိမ့်ပေးတဲ့ဘောင်းမီကိုဝတ်ခိုင်းတာစပိန်တာယာကိုအရက်ပြန်နေပို့ပြီးရှုပ်ကင်မှုပိုကောင်းအောင်လုပ်တာမျိုးတွေပေါ့ဒီလိုအသေးဖွဲပြောင်းလဲမှုတွေဟာအစပိုင်းမှာဘာမှမထူးခြားသလိုပါပဲဒါပေမဲ့၅နှစ်အကြာ2008ခုဘေဂျင်းအိုလံပစ်မှာ ဗီဒိန်စပိန်အသင်းဟာရွှေတစိ80ရာခိုင်နှုန်းကျော်ကို ိမ့်ပိုင်းနိုင်ခဲ့ပြီးနောက်ပိုင်းနှစ်တွေမှာလည်းဒိုးတီဖရန်ပြိုင်ပွဲတွေမှာအကြင်ကြင်အနိုင်ရရှိခဲ့ပါတယ်။ဒါဟာသင်္ချာနီရရလည်းမှန်ကန်ပါတယ်။မိတ်ဆွေသာနေတိုင်းတရားခိုင်တော့ပိုကားအောင်ကြိုးစားသွားမယ်ဆိုရင်တစ်နှစ်ပြည့်တဲ့အခါအရင်ကထက်38ဆပိုကောင်းတဲ့သူဖြစ်နေပါလိမ့်မယ်။အပြန်အလှန်အဖြစ်နေတိုင်းတရားခိုင်တော့ပိုဆိုးသွားမယ်ဆိုရင်တော့တစ်နှစ်အကြာမှာ၃ညနာကတ်သွားပါလိမ့်မယ်။ အလေးချင်းတွေဆိုတာကိုယ်ပိုင်တိုးတက်မှုရဲ့အတိုးနှုန်းနဲ့တူညီပါတယ်။အစာပိုင်းမှာမသိတာပေမဲ့အချိန်ကြာလာတာနဲ့အမျှအကျိုးသက်ရောက်မှုက စားတိုးပြီးကြီးမားလာပါတယ်။ဒါပေမဲ့ပြဿနာတစ်ခုရှိပါတယ်။အဲ့ဒါကတော့ကျွန်တော်တို့ဟာရလက်တွေကိုဆက်ရှင်းမြင်ကျင်ကြတာပါပဲ။ဒီနေ့အတီရွက်စားလိုက်ုံနဲ့မနှက်ပြဲဝေးကြသွားမှာမဟုတ်ပါဘူးဒီနေ့ဂျင်တနာရီစောလိုက်ုံနဲ့ ကြွက်သားတွေထွက်လာမှာမဟုတ်ပါဘူးဒီလိုရှင်းရှင်းရလက်မမြင်ရတဲ့အတွက်လူအများစုဟာစိတ်ပြတ်ပြီးအလေးချိန်ကောင်းတွေကိုလက်လျှော့လိုက်ကြပါတယ်ဒီရရှင်တွေကိုစာရေးသူကမထင်ရှားသေးပေမဲ့အလားလာကောင်းသော အရာများလို့တင်စားထားပါတယ်ဆိုလိုတာကမိတ်ဆွေရဲ့စူးစမ်းမှုတွေဟာ အလဟတ်သက်ဖြစ်မသွားပါဘူးခြေကဲတုံးတုံးကို အနှုတ်၄ဒီဂရီကနေအနှုတ်၃ အနှုတ်နှင့်အနှုတ်တထိအပူပေးနေချိန်မှာဘာမှမပြောင်းလဲသေးပါဘူးဒါပေမဲ့၃ညဒီဂရီကိုရောက်တာနဲ့ဆက်ရှင်အရေးပြောကြသွားသလိုပါပဲမိတ်ဆွေရဲ့စူးစမ်းမှုတွေဟာစူးစီးနေပြီးအချိန်တန်တဲ့အခါအောင်မြင်မှုဆိုတဲ့ရလက်ကြီးကို ဖောက်ထွက်မြင်တွေ့ရမှာပါ နောက်ထပ်အရေးကြီးရဲ့အချက်ကတော့ identity based habits တည်ဆောက်ဖို့ပါပဲ အများစုက ရားလက်အရှိပြုအလေးချင်းကိုပဲအာယုံဆိုင်ကြပါတယ်။ဥပမာငါဝေးချခြင်းနဲ့ဒါပေမဲ့တကယ်တမ်းမှာငါဟာကျမ်းမာရေးနဲ့ညီညွတ်အောင်နေထိုင်သူဖြစ်ရှင်တဲ့ဆိုတဲ့ယုံကြည်ချက်ကိုတည်ဆောက်ရမှာပါ။စေလိပ်ဖြစ်ရှင်တဲ့လူနှယောက်ကိုဥပမာပေးကြည့်ရအောင်ပါ။ပထမလူကိုဆေးလိပ်ကန်လိုက်တဲ့အခါသူကကျေးဇူးပါပဲကျွန်တော်ဆေးလိပ်ပြဖို့ကြိုးစားနေတာလို့ပြန်ပြေတယ်ဒီစကားက သူဟာစိလေးတောက်တဲ့သူတရားအဖြစ်သူ့ကိုယ်သူသတ်မှတ်ထားစေဆိုတာကို ပြနေတာပါဒုတိယလူကိုကန်လိုက်တဲ့အခါမှာတော့သူကကျေစုပါပဲကျွန်တော်စိလေးမတောက်တတ်ဘူးလို့ပြန်ပြေတယ်ဒီစကားကသူ့ရဲ့ကိုယ်လက္ခဏာကို ပြောင်းလဲလိုက်တာပါသူဟာစိလေးတောက်တဲ့သူမဟုတ်တော့ဘူးဆိုတာကို ပြသနေတာပါဒါကြောင့်မိတ်ဆွေပြုလုပ်လိုက်တဲ့ အပြုတ်မှုတိုင်းဟာမိတ်ဆွေဖြစ်ရှင်တဲ့လူမျိုးစားအတွက်မဲတဲ့ပြပေးလိုက်တာနဲ့ထပ်တူကြပါတယ်။ကျမ်းမာတဲ့အစားအစာကို စားလိုက်တာဟာကျမ်းမာရေးလိုက်စားသူဆိုတဲ့ကိုယ်ပိုင်လက္ခဏာအတွက်မဲတပါပါ။မိတ်ဆွေဘယ်လိုလူမျိုးဖြစ်ရှင်လဲဆိုတာကို အရင်ဆုံးဆုံးဖြတ်ပါ။ပြီးရင်အဲ့ဒီလူမျိုးတယောက်လိုပြုတ်မှုနေထိုင်ခြင်းအဖြစ်ကိုကိုကိုတတ်သိပြလိုက်ပါ။အမူအကျင့်ပြောင်းလဲခြင်းရဲ့ဥပဒေသားကြီးလေးရဲ့ အခုကျွန်တော်တို့ဒီစာအုပ်ရဲ့အဓိက အနှိမ့်ချုပ်ဖြစ်တဲ့ဥပဒေသားကြီး၄ရက်စီကိုရောက်လာပါပြီအလေးချင်းတစ်ခုဖြစ်လာဖို့အတွက်အဆင့်၄ဆင့်ရှိပါတယ်အရေးအယောင်တောက်တာခြင်းတုံ့ပြန်မှုနဲ့စုလက်တို့ပါပဲဒီအဆင့်၄ဆင့်ကို နားလည်ပြီးထိန်းချုပ်နိုင်ရင်အလေးချင်းကောင်းတွေကိုတည်ဆောက်နိုင်တယ်လို့အလေးချင်းဆိုးတွေကိုလည်းကောင်းကောင်းဖယ်ရှားနိုင်ပါတယ်ဥပဒေသားတဲ့ထင်ရှားမြင်တော်လှုံ့ဆောင်ပါ ပထမဥပဒေသားကတော့ထင်ရှားမြင်သာအောင်လှုပ်ဆောင်ပါပါအလေးချင်းကောင်းတစ်ခုကိုစတင်ဖို့အတွက်လှုပ်ဆောင်ပေးမယ့်အရေးအယံကိုထင်ရှားမြင်သာအောင်လှုပ်ဆောင်ရပါမယ်ကျွန်တော်တို့ရဲ့အလေးချင်းများစုဟာမတိစိတ်ကနေအလိုလျောက်လှုပ်ဆောင်နေတာဖြစ်လို့ကိုယ်ပါတွေလုံနေလဲဆိုတာကို အရင်ဆုံးသတိထားမိဖို့လိုအပ်ပါတယ်ပထမဆုံးအနေနဲ့ habits ကိုကဲဆိုတာကို ပြုလုပ်ကြည့်ပါ ဒီနေ့တာလုံးမိတ်ဆွေလုံးသမားအလေးချင်းတွေကိုစာရွက်တရွက်ပေါ်မှာရှာရေးလိုက်ပါမနေ့အိယာထတာကနေညအိယာဝင်တဲ့အထိအကုန်ရှာရေးပါပြီးရင် အလေးချင်းတစ်ခုစင်စီရဲ့ဘေးမှာအပေါင်းလက္ခဏာအကျင့်ကောင်းနဲ့အနှုတ်လက္ခဏာအကျင့်ဆိုဒါမှမဟုတ်ညီမြချင်းလက္ခဏာဂျားနေဆိုပြီးမှတ်သားသွားပါဒီလေးချင်းကကိုယ့်ရဲ့လက်ရှိအပြုမူကိုအရင်ဆုံးသိမြင်လာစေဖို့ပါ အလေးချင်းတစ်ခုစတင်ခြင်းနဲ့ဆိုရင်တော့ implementation intention ဆိုတဲ့နည်းပလန်ကိုတုံးရပါမယ်။ငါဘာလုပ်မယ်ကိုဘယ်အချိန်မှာဘယ်နေရာမှာလုပ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ကြိုတင်သတ်မှတ်ထားတာပါ။ဥပမာငါလေးချင်းငံလုပ်မယ်လို့ရေဘူးရပြောတာထက်ငါမနှက်ပြန်ညနေ9:00နာရီမှာအိမ်ကဧကန်ထဲမှာမိနစ်20လေးချင်းငံလုပ်မယ်လို့တိတိကျကျသတ်မှတ်လိုက်တာက လုံးဖြစ်ဖို့အလားအလာအများကြီး ပိုများစေပါတယ်။လေးလာမှုတွေအရာဒီလိုတိတိကျကျကြိုတင်စီစဉ်ထားတဲ့သူတွေဟာတခြားသူတွေထက်60ရာခိုင်နှုန်းပိုပြီးလိုက်နာလှုပ်ဆောင်ကြရတယ်လို့ဆိုပါတယ်။နောက်တနည်းကတော့ habit striking မှာကိုလုံးနေကြအလေးချင်းတစ်ခုရဲ့နောက်မှာအလေးချင်းတစ်ခုကိုကပ်ပြီးလှုပ်ဆောင်တာပါ။ဥပမာမနေ့တိုင်းကော်ဖီဖြော်ပြီးရတဲ့ ငါးစာတမျက်နာဖတ်မယ်ဆိုပြီးလှုပ်တာမျိုးပါဒီလိုလှုပ်ဆောင်ခြင်းအဖြစ်ကိုယ့်ရဲ့လက်ရှိအလေးချင်းကနေအလေးချင်းတစ်တွေအတွက်အရေးအယောင်ဖြစ်သွားစေပါတယ်ပတ်ဝန်းကျင်ကလည်းအရန်ကိုအရေးကြီးပါတယ်မိတ်ဆွေရဲ့ပတ်ဝန်းကျင်ကို အလေးချင်းကောင်းတွေလုပ်ဖို့လွယ်ကူအောင်ဒီဇိုင်းဆွဲဖို့လိုအပ်ပါတယ်ဂီတာတီးခြင်းနဲ့ဆိုရင်ဂီတာကို အခန်းထောက်မှာထောင်းမထားပဲအေကန်အလေကဆုပ်ခဲ့ပေးမှာချထားလိုက်ပါ အသေးဉာဏ်တွေပူစားခြင်းရင်ရေကဲတက်တာအောက်ဆုံးမှာမထားပဲအလွဲတကူမြင်နိုင်တဲ့ဇပွဲပေါ်မှာတင်ထားပါ အရေးအံတွေကို မြင်သာအောင်လုပ်လေလေအဲ့ဒီအလေးချင်းကိုလုံးပြဖို့ပုံမလွယ်ကူလေးပဲဖြစ်ပါတယ်။အချင်းစိုးတွေကိုဖြောင်းရှင်ရင်တော့ဒီဥပဒေသားရဲ့ပြောင်းပြန်ကိုသုံးရပါမယ်။မမြင်သာအောင်လှုပ်ဆောင်တဲ့နီလန်ဖြစ်ပါတယ်။ကိုကိုအချင်းစိုးတွေလုံးဖို့လှုံ့ဆော်တဲ့ အရေးအယောင်တွေကိုပတ်ဝန်းကျင်ကနေဖယ်ရှားပြပါ ဆိုရှယ်မီဒီယာသုံးနာများရင်ဖုန်းကိုအိတ်ခမ်းထဲမယူသွားပါနဲ့အရှူတွေအရန်စားတဲ့ရင်အိမ်မှာမုံအချူတွေလုံးဝဝယ်မထားပါနဲ့ဆက်ကွန်ထိုးမိမိကိုယ်ကိုထိန်းချုပ်နိုင်စွာအကောင်းဆုံးလူတွေဟာစိတ်ကြံ့ကြံ့ခိုင်လို့မဟုတ်ပါဘူးသူတို့ကသွေးဆောင်မှုများတဲ့ပတ်ဝန်းကျင်တွေကိုရှောင်ရှားနိုင်ကြလို့ပါပဲဥပဒေသားနဲ့ ဆွဲဆောင်မှုရှိအောင်လှူဆောင်ပါဒုတိယဥပဒေသားကတော့ make it attractive ပါအလေခြင်းတစ်ခုကိုဆက်လှုပ်ရှင်စေရှိဖို့ဆိုရင်အဲ့ဒီအလေခြင်းကဆွဲဆောင်မှုရှိနေဖို့လိုအပ်ပါတယ်ကျွန်တော်တို့ရဲ့အုံနောက်ဟာဒိုဖာမင်လို့ခေါ်တဲ့ဓာတုပစ္စည်းကို ထုတ်လွှတ်ပြီးစုလက်ရရှိနိုင်တဲ့အပြုအမူတွေကိုလှူဆောင်ဖို့တိုက်တွန်းပါတယ်ဒါကြောင့်အလေခြင်းကောင်းတွေကိုဒိုဖာမင်နဲ့ရှိတ်ဆက်ပေးရပါမယ်ဒါကိုလှုပ်ဖို့အတွက် temptation bathing ဆိုတဲ့နီလန်းကိုသုံးနိုင်ပါတယ်။ကိုလှုပ်ရှင်တဲ့အရာတစ်ခုနဲ့ကိုလှုပ်သင်းတဲ့အရာတစ်ခုကို တွဲရှိလိုက်တာမျိုးပါ။ဥပမာမိတ်ဆွေက Netflix ကြည့်ရတာအရင်ကြိုက်တယ်။ဒါပေမဲ့လေ့ကျင့်ခန်းလဲလှုပ်သင်းတယ်။ဒါဆိုရင်စပိန်စီနင်းရင်နဲ့ Netflix ကြည့်မယ်ဆိုပြီးစီကံတတ်မှတ်လိုက်ပါဒီလိုဆိုရင်တော့လေ့ကျင့်ခန်းလုပ်ရတာပိုပြီးတော့ဆွဲဆောင်မှုရှိသွားပါပြီငါကြိုက်တဲ့ပေါ်ကတ်ကိုနားထောင်ရင် အိမ်တန်ရှင်လုပ်ရင်နားထောင်မယ်ဆိုတာမျိုးပေါ့ကျွန်တော်တို့ရဲ့အလေးချင်တွေဟာပတ်ဝန်းကျင်ကလူတွေအပေါ်မှာလည်းအများကြီးမူတည်ပါတယ်ကျွန်တော်တို့ဟာ လူမှုအတိုင်းဝိုင်းကလက်ခံထားတဲ့ချီကျူးတဲ့အပြုမှုတွေကိုလှုံ့ဆော်လိုကြပါတယ်ဒါကြောင့်ကိုဖြည့်ရှင်တဲ့အလေးချင်တွေရှိရဲ့အတိုင်းဝိုင်းတွေကိုဝင်ပါစာဖတ်တဲ့အလေးချင်းလို့ရှင်ရင်ဗိုကလက်တစ်ခုခု join တာမျိုး ကျမကြီးလိုက်စားခြင်း ခြင်းအတူတူသွားဆောင်မဲ့တငယ်ချင်းခြားတာမျိုး ကိုပတ်ဝင်ခြင်းကလူတွေကအဲ့ဒီအလေးချင်းကို ပုံမှန်လုပ်နေတာမြင်ရင်ကိုအတွက်လည်းအဲ့ဒါက normal တာမန်တစ်ခုလို ဖြစ်လာပါလိမ့်မယ်။နောက်တစ်ချက်ကတော့ကိုရဲ့ mindset ကိုပြောင်းလဲတာပါ။ခက်ခဲတဲ့အလေးချင်းတစ်ခုကို မလုပ်ခင်မှာအဲ့ဒီအရာရဲ့အကျိုးကျေးဇူးကိုစဉ်းစားတာပါ။ငါအခုလေ့ကျင့်ခန်းသွားလို့ရတော့မယ်လို့ တွေးမဲ့အစားငါအခုလေ့ကျင့်ခန်းသွားလုပ်ပြီးစိတ်ဖိစီးမှုတွေလျှော့ချပြီးစွမ်းအင်တွေတိုးပွားလာအောင်လုပ်ခွင့်ရရမယ်လို့ပြောင်းတွေးခေါ်လိုက်ပါ have to ကနေ gap to ပြောင်းလိုက်တာနဲ့အမြင်တစ်ခုလုံးပြောင်းလဲသွားပါလိမ့်မယ်အရှင်ဆိုးတွေဖြောင်းရှင်ရင်တော့ make it an attractive ဆွေးဆောင်မှုမရှိအောင်လှုပ်ဆောင်ရပါမယ်။အဲ့ဒီအကျင့်ဆိုးတွေရဲ့မကောင်းတဲ့အကျိုးဆက်တွေကိုကိုယ့်ရဲ့မျက်စိရှိမှထင်ထင်ရှားရှားမြင်သာအောင်ကြည့်ပါ စေတိတောက်ရှင်ရဲ့ဆိုကြိုးတွေပတ်စံအလွန်ကျွံသုံးခြင်းရဲ့အနာဂတ်ဒုက္ခတွေကို အမြဲတမ်းတည်ရနေအောင်လှုံ့ဆောင်ပါအဲ့ဒီအကျင့်ဆိုးတွေကိုစိတ်ထဲမှာ ယူမုန်းစရာတစ်ခုအဖြစ်ပုံဖော်လိုက်ပါ ဥပဒေသားတော့ make it easy လွယ်ကူအောင်လုပ်ပါတတိယဥပဒေသားကတော့ make it easy ပါလူတဘာဝအရာကျွန်တော်တို့ဟာအားစိတ်ထုတ်ရမှု အနည်းဆုံးလမ်းကိုပဲရွေးချယ်တတ်ကြပါတယ်အဲ့ဒါကို law of left a fall လို့ခေါ်ကြပါတယ်။ဒါကြောင့်အလေးချိန်ကောင်တစ်ခုကိုတည်ဆောက်ခြင်းရင်အဲ့ဒီအလေးချိန်ကိုလှုပ်ဆောင်ဖို့လွယ်ကူတစ်ထပ်လွယ်ကူအောင်ပြုလုပ်ပေးရပါမယ်။အလေးချိန်တစ်ခုကိုဘယ်လောက်ကြာကြာလှုပ်လဲဆိုတာထက်ဘယ်လောက်အချိန်ရေအတွက်များများလှုပ်လဲကပိုပြီးအရေးကြီးပါတယ်။အလေးချိန်တစ်ခုကိုထပ်ခါထပ်ခါလှုပ်တဲ့အခါအုံနောက်ထဲမှာရှိရဲ့မျိုးရဲပတ်ဝေးတွေက ပုံမခိုင်မာလာပြီးအဲ့ဒီအပြုတ်မူကအလိုလျောက်ဖြစ်လာပါတယ်။ဒါကြောင့်ဆဆချင်းမှာအကြကြီးလို့ဖို့ထက်နေတိုင်းလို့ဖို့ကပို့ပြီးတော့အရေးကြီးပါတယ်။ဒီနေရာမှာအလွန်အစွမ်းထက်တဲ့2 minutes rule 2မိနစ်စီမင်းကို အသုံးပြုနိုင်ပါတယ်။အလေးချင်းတစ်တခုကိုစားတဲ့အခါမှာ2မိနစ်ထက်ပိုမကြာတဲ့ပုံစံမျိုးနဲ့စတင်ပါ။ဥပမာ ညာတိုင်းမအိတ်ခင်စာဖတ်မယ်ဆိုတဲ့အလေးချင်းကိုညာတိုင်းမအိတ်ခင်စာတမျက်နာဖတ်မယ်ဆိုပြီး ပြောင်းလိုက်ပါ စာတမျက်နာဖတ်တာဟာ2မိနစ်တောင် မကြာပါဘူးယောဂကျင့်မယ်ဆိုတာကိုယောဂဖြာကိုခင်းမယ်ဆိုပြီးပြောင်းလဲလိုက်ပါမနေ့တိုင်းအပြေးလေးကျင့်မယ်ဆိုတာကို အပြေးလေးကျင့်ဖို့အားကစားဝတ်စုံလဲမယ်ဆိုပြီးပြောင်းလဲလိုက်ပါအဓိကရည်ရွယ်ချက်က အလေးချင်းကိုစတင်ပြဖို့ပါပဲအခက်ခဲဆုံးအပိုင်းကစတင်ဖို့ပါပဲစတင်ပြီးသွားရင်ဆက်လုပ်ဖို့ကပိုလွယ်သွားပါပြီယောဂဖျာခင်ပြီးသွားရင် အနည်းဆုံးတော့ post အနည်းငယ်လုပ်ဖြစ်သွားမှာပါအကစားဝတ်စုံလဲပြီးရင်အိမ်ရှိလေးတော့ထွက်ပြေးဖြစ်သွားမှာပါဒီ2မိနစ်လေးချင်းငန်းတွေဟာပိုကြီးရဲ့အလေးချင်းတွေစီကိုသွားတဲ့တကားပေါက်ဖြစ်ပါတယ် အရင်ဆုံးအလေးကျင့်ကိုပုံမှန်လှုပ်ဆောင်ပြအောင်လေ့ကျင့်ပါပြီးမှတဖြည်းဖြည်းတိုးမြင့်သွားပါအကျင့်ဆိုးတွေကိုဖျောက်ရှင်ရင်တော့ make it difficult အကျင့်ဆိုးတွေနဲ့ကိုကြားမှာတားဆီးမှုတွေကို တိုးမြင့်လိုက်ပါ TV အရင်ကြည့်ကြည့်ရင်ကျင့်ပြီးတာနဲ့ remote ကိုအခြားခံနဲ့တွားထားလိုက်တာမျိုး နောက်တစ်ခါကြည့်ရင်ထထသွားอยู่ရမှာမို့အနှဲငယ်တော့ပြင်သွားပါလိမ့်မယ် ဖုန်းရန်သုံးရင် ဖုန်းကိုပိတ်ပြီးအန်ဆွဲတဲ့ထက်တော့ခတ်ထားလိုက်တာပါစာရေးဆရာကြီးကစာရေးဖို့ဒလိုင်းဒီကက်နေချိန်မှာအပြင်းမထွက်ဖြစ်အောင်သူ့ရဲ့အဝတ်အစားတွေအားလုံးကို သူ့လက်ထောက်ကိုပေးပြီးတော့ခတ်သိမ်းခိုင်းခဲ့ပါတယ်ဒီလိုနီးနဲ့သူဟာအိမ်ထဲမှာနေပြီးစာရေးဖြစ်အောင်သူ့ကိုယ်သူတွန်းအားပေးခဲ့ပါတယ်ဥပဒေသားလေး make it satisfying နောက်ဆုံးဥပဒေသားကတော့ made in certifying မှာအမှုအခြေပြောင်းလဲခြင်းရဲ့အစီအကံကြဆုံးစီမင်းကတော့စုလဲရတဲ့အပြုမှုကိုထပ်လုပ်လေးရှိပြီးအပြစ်ပေးခံရတဲ့အပြုအမှုကိုရှောင်ရှားလေးရှိရဲဆိုတာပါပဲပြဿနာက အလေးကျင့်ကောင်းတွေရဲ့စုလက်တွေဟာ ရှက်ရှင်းမရပဲအချိန်ကြာကြီး ဆောင်ရတတ်ပါတယ်ဥပမာဒီနေ့ကျင်သွားစောတဲ့အခါပင်မန်းတာပဲရှက်ရှင်းခံစားရပြီး ကျမ်းမာရေးကောင်းလာတဲ့ဆိုတော့ဆူလက်ကို လာပေါင်းများစွာကြာမှရရှိမှာပါအကျင်စိုးတွေကတော့ဒါနဲ့ပြောင်းပြန်ပါဆေးလိတ်တောက်တာဂျက်ဖူးတွေစားတာကရှက်ရှင်တာယာကြည်ညာမှုကိုပေးပြီးစိုးကျိုးကိုတော့အချိန်ကြာကြီးမှခံစားရတတ်ပါတယ်ကျွန်တော်တို့ရဲ့အုံနောက်ဟာရှင်ရှင်ရတဲ့ဂျီနမှုကိုပို့ပြီးဦးစားပေးပါတယ်။ဒါကြောင့်အလေးချိန်ကောင်းတွေကိုဆက်လုပ်ဖြစ်ဖို့ဆိုရင် အဲ့ဒီအလေးချက်တွေကို လုတ်ပြီးပြီးချင်းမှာဆက်ရှင်ခြေနှမှုတစ်ခုခုပေးဖို့လိုအပ်ပါတယ်။ဒါကိုလုပ်ဖို့အကောင်းဆုံးနည်းတမ်းကတော့ habit tracking ဖြစ်ပါတယ်။ရက်ကလေးတစ်ခုပေါ်မှာကိုယ်အလေးချက်လုတ်ဖြစ်တဲ့နေ့တိုင်းအမှန်ချစ်လေးရှစ်သွားပါ။အဲ့ဒီအမှန်ချစ်လေးကို ရှစ်လိုက်ရတဲ့ခံစားချက်ကဆက်ရှင်ရတဲ့ခြေနှမှုတစ်ခုပါ။ အမှန်ကြီးတွေဇက်တိုက်ဖြစ်လာတာကို မြင်တွေ့ရတဲ့အခါကိုယ့်ရဲ့တိုတက်မှုကို မျက်ဝါးထင်ထင်မြင်ရပြီးဆက်လို့ဖို့ဆရာထက်တန်စီပါတယ်ဒါကို don't break the chain လို့ခေါ်ပါတယ်ဗီဂျမင်းဖလက်မင်းဟာ သူ့ရဲ့ကိုပိုင်အလေးချင်း73ချက်ကိုစောင်းငယ်လေးတစ်ခုနဲ့နေ့စဉ်မှတ်တမ်းတင်ခဲ့ပါတယ် ဒီနီလန်ကအလေးကျင့်ကိုထင်သာမြင်သာစေရဲတိုးတက်မှုရှိစေတာကိုဆွဲဆောင်မှုရှိစေတယ်ပြီးတော့အမှန်ရှိလေးရှိလိုက်ရတာကကျေနပ်မှုပေးရဲဥပဒေသားအုံခုကိုတပြိုင်နက်တည်းအသုံးချပြီးသားဖြစ်သွားပါတယ်တရက်လောက်လွတ်သွားရင်ကောဘယ်လိုလုပ်မလဲအရေးကြီးတဲ့စီမင်းက never miss twice နှစ်ကြိမ်ဆက်ဘယ်တော့မှမလွတ်ပါစေနဲ့တရက်လွတ်သွားတာက မတော်တဆပါ နှစ်ရက်ဆက်တိုက်လွတ်သွားတာကတော့အလေးချင်းတစ်ခုရဲ့အစာပါပဲဒါကြောင့်တရက်လွတ်သွားရင် နောက်နေ့မှာဘလို့နီးနေပဲဖြစ်ဖြစ်ပြန်လို့ဖြစ်အောင်ကြိုးစားပါအကျဉ်းစိုးတွေကိုဖျောက်ရှင်ရင်တော့ make it and certifying ဖြစ်ပါတယ်အကျဉ်းစိုးလုံးမိတိုင်းမှာဆက်ရှင်းလန့်ငင်အကျိုးဆက်တစ်ခုခုရှိအောင်လုပ်ဆောင်ပါဒီနေရာမှာ accountability partner တယောက်ထားတာကအရန်ကိုထီရောက်ပါတယ် ို့တငယ်ချင်းကိုငါသာဒီတပတ်မှာလေ့ကျင့်ခန်း3ရက်ဆက်မလုပ်ဖြစ်ရင်မင်းကိုငါ9000ပေးမယ်ဆိုပြီး habit contract တစ်ခုပြုလုပ်ထားပါ ဝေကုံရမှာဒါမှမဟုတ်တငယ်ချင်းရှိမှာမျက်နှာပြရမှာကိုကြောက်တဲ့စိတ်ကအချင်းဆိုးကိုရှောင်ရှားဖို့တွန်းအားဖြစ်စေပါလိမ့်မယ်ကဲဒါဆိုရင်တော့ အတော်မေဟက်ဖစ်စာအုပ်ထဲကအဓိကအချက်တွေကိုကျွန်တော်တို့ပြည့်ပြည့်စုံစုံဆွေးနွေးပြီးသွားပါပြီ။အနေချုပ်အနေနဲ့ပြန်ပြောရရင်တင်းငယ်တဲ့ပြောင်းလဲတွေက ကြီးမားတဲ့ရလက်တွေကိုဖန်တီးနိုင်ပါတယ်။နေ့စဉ်တိရခိုင်နှုန်းတိုးတက်အောင်စူးစမ်းခြင်းကအချိန်ကြာလာတဲ့အမျှအမှန်ကန်အောင်မြင်မှုတွေကိုယူဆောင်ပေးလာပါလိမ့်မယ်။ရလက်တွေရှင်းရှင်းမမြင်ရလို့စိတ်မပြတ်ပါနဲ့။မိတ်ဆွေရဲ့စူးစမ်းမှုတွေဟာစူးစီးနေသေးပါပဲ။ နှင့်ပန်းနိုင်ကိုမိထားပြီးစနစ်တွေကို အာယုံဆိုင်ပါအောင်မြင်တဲ့သူရော မအောင်မြင်တဲ့သူရော ပန်းနိုင်တွေက အတူတူပါပဲခွာရှားသွားတာက နေ့စဉ်လိုက်နာကျင့်သုံးတဲ့စနစ်ပါပဲ၃ကိုယ့်ရဲ့ကိုယ်ပိုင် identity ကို အရင်ဆုံးပြောင်းလဲပါမိษွေဘာကိုရကျင်လဲဆိုတာထက်မိษွေဘလိုလူမျိုးဖြစ်ရှင်လဲဆိုတာကိုအာယုံဆိုင်ပြီးအဲ့လိုတူတူတယောက်လိုပြုမူနေထိုင်ပါလေ အလေးအကျင့်ကောင်းတွေကိုတည်ဆောက်ဖို့ဥပဒေသား၄ရပ်ကို၃ပါ၁ make it obvious နဲ့ make it attractive ၃ make it easy လေ make it satisfying အကျင့်ဆိုးတွေကိုဖယ်ရှားဖို့ဥပဒေသား၄ရပ်ရဲ့ပြောင်းပြန်ကိုပြန်ပြီးအသုံးချပါအောင်မြင်မှုဆိုတာတခါတည်းလှုပ်လိုက်တဲ့ကြီးမားတဲ့အပြုမှုတစ်ခုရဲ့ရာလမဟုတ်ပါဘူးနေ့စဉ်ပြုလုပ်တဲ့ သေးငယ်တဲ့အလေးချိန်လေးတွေရဲ့ရားလက်တာဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုကိုကြည့်ပြီးရဲ့နောက်မှာမိษွေရဲ့ဘဝကိုစတင်ပြောင်းလဲဖို့အတွက်ဆက်ရှင်လှုပ်ဆောင်နိုင်တဲ့အရာတစ်ခုရှိပါတယ်။အဲ့ဒါကတော့2 minute rule ကို အသုံးပြုပြီးအလေးချိန်တစ်တစ်ခုကိုစတင်ဖို့ပါပဲ။အခုပဲခဏလောက်အချိန်ယူပြီးမိษွေစတင်ခြင်းနဲ့အလေးချိန်နှစ်ခုကို2မိနစ်စာဗားရှင်လေးအဖြစ်ပြောင်းလဲပြီးစဉ်းစားကြည့်ပါ။ ဥပမာစာဖတ်ရင်လည်းဆိုရင် စာတမျက်နာဖတ်မယ်တရားထိုင်ရင်လည်းဆိုရင်10မိနစ်လောက်ငြိမ်ငြိမ်လေးထိုင်ပြီးအသက်ရှူမယ်အင်တန်ရှင်လုပ်ရင်လည်းဆိုရင် အဝတ်တထည်ကိုခောက်မယ်ဆိုတာမျိုးပေါ့မိတ်ဆွေစတင်မယ်အဲ့ဒီ10မိနစ်စာအလေးကျင့်လေးကဘာဖြစ်မလဲဆိုတာကိုအောက်ကကွန်မန့်ဆက်ရှင်မှာရေးပြီးမျှဝေပေးသွားပါဦးတရားနဲ့တရားအားပေးရင် ကိုယ့်ရဲ့ ခရီးကဝတ်ကိုလူအများရှိမှရှားပြလိုက်ခြင်းအပြင်လုံးဖြစ်ဖို့ပိုပြီးတွန်းအားဖြစ်စေပါတယ်။ဒီဗီဒီယိုကမိတ်ဆွေရဲ့အတွက်အကျိုးသက်ဆုံးတရားရှိရလို့ခံစားရရင်ကျွန်တော်တို့ကိုအားပေးတဲ့အနေနဲ့ like button လေးကိုနှိပ်သွားဖို့မမေ့ပါနဲ့။နောက်ထပ်လည်းအခုအလိုကိုဝီကိုသွေးတိုးတက်ရင်းနဲ့စာအုပ်ကောင်းတွေအကြောင်းကိုမြန်မာဘာသာနဲ့နားထောင်ကြည့်နေဆိုရင်တော့ကျွန်တော်ရဲ့ Next Step YouTube Channel ကို Subscribe လုပ်ထားလိုက်ပါ notification ခေါင်းလောင်းလေးတို့ကိုလည်းဖွင့်ထားဖို့မမေ့ပါနဲ့เนาะဒါမှကျွန်တော်တို့ဗီဒီယိုအသစ်တင်တိုင်းမိတ်ဆွေက အရင်ဆုံးသိရမှာပါနောက်ဆုံးအနေနဲ့ဒီဗီဒီယိုကိုမိတ်ဆွေရဲ့တငယ်ချင်းမိသားစုဝင်တွေကအလေးချိန်ကောင်းတွေတိစောက်ရှင်နေတဲ့သူဘဝမှာအပြောင်းလဲလုပ်ရှင်နေတဲ့သူစီကို share လုပ်ပြီးမျှဝေပေးလိုက်ပါအသိပညာမျှဝေခြင်းဟာအကောင်းဆုံးသောလက်ဆောင်တစ်ခုပါပဲ အဆုံးထိအချိန်ပေးပြီးကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်။မှတ်ထားရမှာကပြည်ပြည့်စုံဖို့အတွက်တိုးတက်နေဖို့ကပိုပြီးအရေးကြီးပါတယ်။ပြည်ငယ်တဲ့ရှည်လန်းတွေကနေကြီးမားတဲ့ပြောင်းလဲမှုတွေကို ဖန်တီးနိုင်တယ်ဆိုတာကို အမြဲတမ်းယုံကြည်ထားပါ။နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်လည်ဆောင်တွေ့ကြပါမယ်။အားလုံးပဲကောင်းမွန်တဲ့နေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေ။